2025နှစ်စံပိုင်းမှာစတင်ပြီးနိုင်ငံတကာဈေးကွက်မှာစံစည်းနှုန်းတွေကျဆင်းနေတဲ့အတွက်ပြည်ပကိုတင်ပို့တဲ့အမထငဆိန်စပားမျိုးများမှာအမျိုးအစားအရေးအသွေးပေါ်အခြေခံကဈေးနှုန်းကွာခြားမှုရှိတာကြောင့်ပြည်တွင်းပြည်ပဈေးကွက်မှာလိုအပ်တဲ့စပားမျိုးတွေကိုရွေးချယ်စိုက်ပျိုးကြဖို့မြန်မာနိုင်ငံစားစပားအသင်းချုပ် MRF ကတိုက်တွန်းပါတယ် တောင်သူတွေအနေနဲ့တအူးတယောက်ချင်းကွင်းဝယ်လမ်းများအကျိုးဆောင်များကိုရောင်းချခြင်းထက်တောင်သူတွေစုပေါင်းပြီးဆန်ဆန်များကုမ္ပဏီများထံဓာတ်ရိုက်ညှိနှိုင်းတင်ပို့ရောင်းချခြင်းတို့ကိုဆောင်ရွက်ခြင်းဖြင့်ဈေးနှုန်းပုံမူရရှိနိုင်တယ်လို့ဆိုပါတယ်။မိမိတို့ဒေတာအတီးတီးကဆန်ဆန်များဆန်စကွက်တင်ပို့တဲ့ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး contract layer စနစ်အာမခံဈေးနှုန်းစနစ်နဲ့ပူးပေါင်းဆောင်ရွက်တင်တယ်လို့လည်းဆန်စပါးတင်ကြုတ်ကအကြံပြုထားပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်လိုတဲ့တောင်သူတွေအနေနဲ့ညီနိုင်စီစဉ်ဆောင်ရွက်ပေးဖို့လိုအပ်ချက်ရှိပါကမြန်မာနိုင်ငံစံစဘာအတင်းကျုပ်ကိုဆက်သွယ်ဖို့လည်းကြေညာထားပါတယ်လက်တလောစိုက်ပျိုးထုတ်လုပ်ထားတဲ့အမထငစိန်စဘာမျိုးတွေရောင်းချရမှာအခက်အခဲရှိရင်ဖြစ်စေတင်းတင်းမြတ်တာတဲ့ဈေးနှုန်းမရရှိရင်ဖြစ်စေဒေတာအသီးသီးကမြန်မာနိုင်ငံစံစဘာအတင်းကျုပ်ရဲ့ဒေတာကော်မတီတွေညီနောင်ဖွဲ့စည်းတွေအတင်းကျုပ်ကိုတိုက်ရိုက်ဖြစ်စေဆက်သွယ်ဆောင်ရွက်ကြဖို့တိုက်တွန်းနှိုးဆော်အတိပေးထားပါတယ် ပြည်ရင်းစံစဘာစည်းကွက်အတွင်းအချို့ဒေသတွေမှာကုန်စော်စဘာတွေစတင်ထွက်ပေါ်နေပြီဖြစ်လို့စဘာဆိုင်တောင်သူများအတွက်တင့်တင့်မြတ်တာတဲ့ဈေးနှုန်းတွေနဲ့စဘာဆန်ဝယ်ယူရေးများကိုဆောင်ရွက်ဖို့ညီနောင်ဖွဲ့စည်းများကုန်စည်တိုင်များကုမ္ပဏီများဆန်ဆန်များနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့သိရှိရကြပါခင်ဗျာ။